ချောင်းကတော့ကျွန်တော်တို့ခုဆိုရေပေါ့နော်၅ချောင်းမြောက်ချောင်းပေါ့နော်ကျွန်တော်ရှေ့မှာဆိုလို့ရှိရင်၄ချောင်းပေါ့ဖွင့်ခဲ့ပြီပါပြီအဲဒါတော့ကျွန်တော်နောက်ဆုံးဖွင့်တဲ့ချောင်းလည်းဖြစ်ပါတယ်ဗျဟုတ်ပြောပွဲမှာပေါ့နော်ကိုကတော့ဟုတ်အဲကျွန်တော်စာပေစိမ်းတော့ဆိုလို့ရှိရင်ဒီချောင်းကတော်တော်လေးကိုပေါ့နော်အချိန်လေးဆိုးဆိုးကိုပြိုကျပြက်စီနေတာတွေ့တယ်ပေါ့နော်အဲပြီးတဲ့ခါကျတော့ဒီချောင်းရဲ့ပတ်သက်တဲ့ချက်လက်တွေကိုကျွန်တော်တို့တင်ပြပြီးတော့မှ ်အဲဒီနောက်နောက်ရက်ဒီမှာပြန်ပြီးတော့ confirm ဖြစ်တဲ့အတွက်ဆမ်မတွေလည်းဝမ်းတာတယ်ဒီချွေရတွေလည်းကဝမ်းတာကြတယ်ပေါ့နော်ကျွန်တော်လည်းဝမ်းတာပါတယ်ဟုတ်ချက်နှကောင် foundation ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီချက်နှကောင် billet မြေဒီစပြီးတော့ထူထောင်နေ2014 2015လောက်တုန်းကတီထောင်ခဲ့တာပေါ့နော်ဖွဲ့စည်းခဲ့တာဘို့ဆိုရင်တော့ကျွန်တော်ဒီဆယ်နှစ်ပြည့်တဲ့ကာလကိုတော့ရောက်ရှိလာပါပြီဗျဒီကျွန်တော် foundation ရဲ့လှူရှာမှုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်အတွက်ပေါ့နော်ကြီးကြီးတဲ့အခမ်းအနားအနေပါဝင်တဲ့ပညာရေးဘက်ကိုပေါ့ဦးစားပေးမယ်ဆိုပြီးတော့ဒီစပြီးတော့အကောင့်တွေပေါ်ခဲ့တယ်ပေါ့နော် ကျွန်တော်ဆိုလို့ရှိရင်ခုလက်ရှိဆိုလို့ရှိရင်လည်းပညာရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ဒီမိဘမဲ့ကလေးပေါ့နော်၁၀ယောက်ကိုပေါ့ကျွန်တော်တို့ဒီရွေးချယ်ပြီးတော့မှဒီပညာရေးဆောင်ကန်းတဲ့အထိပေါ့နော်တင်ပေးဖို့အတွက် scholarship တွေလည်းပေးထားတာရှိပါတယ်။အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီတက္ကသိုလ်ပေါ့နော်ဒီမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့တက္ကသိုလ်ကြီးတွေမှာလည်းဒီကျွန်တော်ပညာရေးအထောက်အကူပြုပေါ့နော်ဒီပစ္စည်းတွေလည်းတွားပြီးတော့လူထမ်းထားတာရှိပါတယ်။ဒါဒီဝင်မောင်းနဲ့ပြောမယ်ဆိုလို့ရှိရင်တော့တိန်း၈၀၀၀ဝင်ကျင်တော့ကိုရှိပါတယ်ဗျာဟုတ် ဒါတော့လက်ရှိကျွန်တော်တို့လက်ရှိလုပ်တန်းနေတဲ့ဟိုပါပေါ့ကျောင်းပေါ့နော်ဒီကျောင်းနေဆိုလဲကျွန်တော်ခုနပြောသလို၅ကျောင်းပေါ့နော်ပါဝင်ပြီးတော့ဒီဇက်တိုက်ပေါ့ပညာရေးအတွက်အားပေးပြီးတော့ဟိုလုပ်တန်းခဲ့တာဖြစ်ပါတယ်ဟုတ်ဖောင်ဒေးရှင်းကြီးပေါ့နော်ခုလို့ တိုးတက်အောင်မြင်ပြီးတော့ဒီထက်ပိုပြီးတော့ပေါ့နော်အဲလူချင်းသားတွေလူနိုင်အောင်အဓိကပံ့ပိုးပေးတာကတော့ပေါ့စစ်နှကောင်ဘီလက်မျိုး30နှစ်ပေးနေတဲ့မိဘပြည်သူတွေရဲ့ဒီကျေးဇူးကြောင့်မို့တာကျွန်တော်တို့ကဒီလိုဒီ foundation ရဲ့ဒီလူမှုကေဆယ်ရေးလုပ်ငန်းတွေဟိုပေါ့နော်ဒီစစ်စစ်မပြတ်လုပ်နိုင်တာပဲဖြစ်ပါတယ်ဒီအတွက်လည်းအများကြီးကျွန်တော်ဒီကနေပြီးတော့ကျေးဇူးတင်တဲ့အကြောင်းလည်းပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့စစ်နှကောင် foundation အနေနဲ့လည်းပေါ့နော်ဒီဆက်ပြီးတော့ရှေ့ဆက်မှာလည်းဒီထပ်ပြီးတော့ဒီထပ်ပို့ပြီးတော့ဒီလိုအပ်တဲ့နေရာတွေပေါ့နော်လှုပ်ဆောင်တော့ဖို့တွေလည်းရှိပါတယ်ဗျဒီလိုပေါ့လှုပ်ဆောင်နိုင်အောင်လို့ ပေါ့နော်ငွေအားရော လူအားရောဒီစိုက်ထုတ်ပေးပြီးတော့ပြီးတော့စီစဉ်ပေးတဲ့ကျွန်တော်တို့လူကြီးတွေကိုလည်းအဲထုတ်ပြန်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်အနေနဲ့တော့အဖွဲ့ဝင်တယောက်အနေနဲ့အဲအားဖြစ်ပါဝင်ရတဲ့တော့လည်းရန်ကုန်ဂုံယူပီတီဖြစ်မိပါတယ်ခင်ဗျာ โอเคဒီမှာအစားဆိုလို့ရှိရင်တော့ဘောတို့ဒီတို့က10 20 30ဖောင်ဒေးရှင်းဆိုပြီးတော့ဒီစတင်ဆောင်ရင်းတော့စောက်တယ်။အဲ့ဒီမှာတို့ကဘာတွေကိုကျမเจ้าမှာလိုအပ်ချက်တွေတွေးရှိသွားလဲဆိုတော့ကျမเจ้าမှာရေကျမတို့ဒီပေကုန်းရွာပေါ့နော် ဇေတားကိုဒုက္ခရောက်တာဒီမှာဆိုရင်အရင်မှာဆိုလို့ရှိရင်လေဒီတားဒုက္ခရောက်တော့ရေမချီဘူးပေါ့နော်အဲဒီမှာအကြောင်းကတော့ဟိုရေပေါ့နော်ကလေးတွေအတွက်လည်းတကယ်ဒုက္ခရောက်တယ်ပေါ့အဲ့လိုမျိုးပြောတဲ့အခါကျတော့သူတို့ကအဲစမကြီးပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီရေရင်းပေါ့နော် ရေရင်းကိုကျွန်တော်တို့ဘက်ကနေပြီးတော့ဟိုကုညီပန်ဖို့မယ်ဆိုရောဒီမှာတို့ဆက်လက်ပြီးတော့ဒီရေရင်းကိုလည်းလှူဒန်းပါတယ်နောက်ကျွန်တော်တို့ကလေးတွေအတွက်တန့်စင်ကန်း တက်စင်ကန်းဆိုရင်လည်းဒီမှာအကြောင်းမှာဟိုငလင်နဲ့မိသွားတဲ့အခါကျတော့တက်စင်ကန်းလေးကတော့ဟိုနှစ်ခမ်းတွဲနှလုံးတော့ရှိတာပေါ့နော်ဒါပေမဲ့လို့အဲ့နှစ်ခမ်းတွဲတော့ငလင်မိထားတဲ့အတွက်ဟိုသုံးမရတာတစ်ခုဖြစ်နေတဲ့အခါကျတော့သူတို့ကဒါဆိုရင်စမိုင်းအကြောင်းမှာတက်စင်ကန်းလေးလိုအပ်တယ်ဆိုပြီးတော့တက်စင်ကန်းဒီလေးလုံးတွဲပေါ့နော်အဲ့ဒါကိုလည်းဆက်လက်ပြီးတော့လှူဒန်းထားတဲ့အတွက်တကယ်ကိုကျေးဇူးတင်တာပါကျေးဇူးတင်တယ်ဆိုတဲ့စကားတက်ကိုပူပြီးကျေးဇူးတင်ပါတယ်။ဆရာဝန်တမီးတို့ကြောင့်ရပြူကြသွားရင်ဟုတ်တယ်ကအုံးနေရနေမရှိတော့အဲ့တော့တမီးဝန်နဲ့ ကျောင်းတည်းကြီးမှာရမ်းရမယ်ဆိုတော့ရဟန်းတို့သဘောသဘောကြပြီးကြုံပြီးပါတယ်။အဲသမီးတို့ကျောင်းသားတည်းကြီးဖွင့်ပွဲမှာသမီးတို့ကကြခဲ့ရနှစ်ကြိမ်တော့ဖြောပြီးခဲ့။ကျောင်းရငလင်းလောက်တော့အရှိဟိုးဆိုင်ပြီးပြို့သွား။ ါနော်ဒီចောင်းဆောင်လေးကဒီပထမဆုံးဖြိုကျပျက်စီးသွားတဲ့ចောင်းဆောင်လေးဆိုရလဲကျမတို့ဒီရွာကနေပြီးတော့လေကိုတူကိုဓာလေးနဲ့ထူထားတဲ့ចောင်းဆောင်လေးဖြစ်ပါတယ်ပေါ့နော်ចောင်းဆောင်လေးနဲ့ပဲဒီចောင်းသူចောင်းသားတွေကိုပေါ့စာတင်ပြရလာဖြစ်တဲ့အတွက်ကြောင့်ဒီခက်ခဲတယ်ပေါ့နော်အဲ့ခက်ခဲတဲ့ចောင်းလေးတောင်မှအခုပြိုကျပျက်စီးသွားတယ်ဆိုတော့ကျမဒီဝမ်းနေရတယ်ပေါ့ရှင်ပေါ့နော်စဉ်းစားတယ်ပေါ့နော်ဒီကလေးတွေဘယ်နေရာမှာစာသင်ရမလဲဘယ်နေရာမှာမြန်ဟိုစာသင်ကြပေးရမလဲဆိုတော့အတွေးပေါ့နော်ကျမအရန်ဝင်မိတာပါလေဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်မအရင်ဆုံးပြောချင်တာကတော့ဗောနော်အခုလိုမျိုးလူတန်းပေးတဲ့စက်နက်ကောင်ဖောင်ဒေးရှင်းကိုကျွန်မအများကြီးကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေအဲဒီလိုចောင်းဆောင်မျိုးရဲ့ဒီလိုအခန်းဒီလိုပုံစံမျိုးပေါ့နော်အဲအခုစာသင်ခန်းထဲမှာဆိုရင်လဲစာသင်ကုန်တွေကအစ white book အော်ပြီးတော့ပန်ကာပေါ့နော်ပြီးတော့လေမိချောင်းတွေရောအစစရအကုန်လုံးအခန်းထဲမှာလုံးဝ facility အပြည့်နဲ့ အဲပြုတော့တိဆောက်ပေးထားတယ်ပြီးတော့ပြုလုပ်ပေးထားတဲ့အတွက်ကြောင့်ကျွန်မဘက်ကအရန်လဲဝမ်းသာပါတယ်ဒါကြောင့်မလို့စက်နှကောင်ဖောင်ဒေးရှင်းကိုလည်းကျွန်မအရန်ပဲကျေးဇူးတင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီကြက်နှကောင်ဗီလက်မီကနေပြီးတော့ဒီလိုလူတမ်းမယ်ဆိုတော့ အခုကျွန်တော်တို့ဒီဆရာတော်ကနေပြီးမှကျွန်တော်ရွာတကယ်ဖြစ်သလားမဖြစ်ဘူးလားပေါ့ဟိုကျွန်တော်လာကြည့်ကြတယ်ခင်ဗျအခုအကိုတို့ရွာအနေနဲ့ပေါ့နော်တရတအားဝမ်းလဲတာလဲပီတီလဲဖြစ်ပါတယ်ဖြစ်ဆက်တာတော့ဟိုရဲရွာအနေနဲ့ဟောနော်အကိုတို့အနေနဲ့ဟောကြည့်ရရမီရဖတ်တယောက်အနေနဲ့ဟောကုလူကျန်ကောင်ဖောင်ဒေးရှင်းကနေပြီးတော့ဒီလောက်ကြီးကျယ်ခမ်းနားစွာလှူဒန်းပေးတဲ့အတွက်အများကြီးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်